အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်ဗတ်တင်ဆက်ပေးသွားမယ်ဆိုတော့ Rotary Lo 2300ရဲ့ Pat 35ပေါ့နော်အပိုင်း35လေးဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တပွဲကစားမယ်ပေါ့နော်အဲကျွန်တော်နိုင်လားမနိုင်လား Rating တက်မလား Rating ကျမလားကြည့်ရပေါ့အဲ့ဒါပွဲလေးစပြီးတော့ share လိုက်ပါပြီလောလောဆယ်တော့ကျွန်တော် Rating 2236ကိုတော့ရောက်ပြီပေါ့နော် Okay တော့2282တက်တယ်ကျွန်တော်ထပ် Rating များတယ် Okay ကျွန်တော်ဒီပွဲအဖြစ်ရတော့ဖြစ်ရတော့ D4 ပဲကစားမယ်ပေါ့နော် D4 ဒီဟိုမှာ D5 ဆိုရင်တော့ကျွန်တော် C4 နဲ့ကစားရတယ်ပေါ့နော်ကျွန်တော် C4 ဈေးပေါင်း easy ဆိုဒါ queen's gambit decline နဲ့ပဲသွားတယ်ပေါ့နော်ဒါကျွန်တော်တို့ opening လေးလာနေရဲ့ဒဲပဲပေါ့နော်အဲ့ဒါမစားတယ်သူကပိုးနေစားပြန်ပိုးနေစားကျွန်တော်ကဒီမှာအာ bishop g5 တောင်းမယ်ပေါ့နော် bishop g5 နဲ့တော့ပင်ထားမယ်အဲ bishop e7 ဆိုရင် queen c2 လေးသွားမယ် queen c2 က bishop f5 မလာနိုင်အောင်တားထားတယ်ပေါ့နော်ဒီ bishop လေးမလာနိုင်အောင်တားထားတယ် a7 မောင်းရင်တော့ bishop က h4 လေးပဲကျွန်တော် ပြန်နေတယ်ပေါ့ပြီးတော့မှကျွန်တော် e3 လေးအာ bishop e3 လေးထွက်မယ်ပြီး bishop d3 ထွက်မယ်ပြီး knight ကို e2 ကထွက်တယ်ပေါ့ဒီလိုပုံစံကြီးကစားတယ်ပေါ့ အဲ့တော့ knight b7 ဆိုလို့ဆိုရင်လည်းကျွန်တော် bishop d3 ပဲပေါ့နော်အဲ့တော့ bishop နဲ့ queen နဲ့ကောင်ဒီ diagonal မှာတော်တော်လေးကိုအားကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့သူကဘာကြီးလုပ်မလဲပေါ့ညာ c6 ပဲတက်မယ်လို့ထင်ပုံမှန်ပြတော့ c6 တက်တာများတယ်ပေါ့ c6 တက်မယ် c5 လည်းခါတလေကြရင်တော့တက်တော့တက်တယ်ဒါပေမဲ့ C6 ကတော့ပို့ပြီးတော့တက်တာများတယ်ဗောနော C6 တက်တယ်တက်မတက် Rook E8 သွားပေါ့ ရီရိတ်သွားပြီးတော့တချို့ကြတော့ရီရိတ်သွားမယ်ပြီးရင် night ကိုအာ affect ကိုပို့တယ်အပြီးတော့မှရီရိတ်လာပါတော့နော်အဲကျွန်တော် night e2 night g e2 ထွက်လိုက်ပြီပေါ့ night g e2 မှာကျွန်တော်ပြီးရင်နောက်လက်ကျရင်တော့ကျွန်တော် gasin လောက်တော့မယ်ပေါ့အဲ night affect ကိုပြန်သွားတယ် night affect ကိုသွားရင်ကျွန်တော် gasin လေးလောက်လိုက်ပြီပေါ့နော် gasin အဲဒါ c set တက်တယ်အဲ2.22ပါပဲဘာမှတော့မထူးမခြားနာပါပဲအဲကျွန်တော်ဒီမှာတော့ ဘာမှအပြည့်စံတော့ဒီနေရာမှာအဖြူကနေပြီးတော့ idea တွေကအဲနှစ်မျိုးကစားလို့ရတယ်ပေါ့နော်အဲ green side ကိုတိုက်ပြီးတော့ကစားခြင်းတယ်ဆိုလို့ဆိုရင် ruby 1နေပါဆွဲပြီးတော့ b4 b5 a4 စသဖြင့် limit လိုက်ပြီးတော့ကစားလို့ရတယ်အဲအဲ့ဒီမှာ mobile နဲ့ king side ကိုတိုက်ခြင်းလို့ဆိုရင်တော့ f3 တက်ပေါ့ဗျာ f3 တက်ခင်ကျတော့ rook e1 rook e1 လာမယ်ပြီးရင် f3 တက်မယ်ပြီးရင် e4 တက်မယ်ဒါအဲ့လိုဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းသွားလို့ရတယ်ပေါ့ဒီလိုပုံစံနဲ့လည်းကစားလို့ရတယ်အဲကြောင့်ဘယ်လိုပုံစံနဲ့ကစားရင်ကောင်းမလဲဆိုတော့ဒီမှာကအဲကြောင့် green side ကိုတိုက်မယ်ဗျာ rook b1 နေသွားလိုက်မယ် ရူဘီဝါကျရူကေဘီဝါပေါ့ဒါဘီဖိုးတက်မယ်ပေါ့ညနေအပြောင်းလဲဖြစ်အောင်ကစားတာပေါ့နော်အဘီဖိုးဘီဖိုက်တက်ပြီးတော့အဲချဲမယ်ဆိုပြီးတော့သူပြထားတယ်ပေါ့အဲဒီပါလို့မလဲဆိုတော့ကျွန်တော်တို့ကြည့်ရပါတော့အဲ့တော့ ဒါလည်းဆိုတော့ bishop ထွက်မယ်ဆိုတော့ bishop g4 ထွက်တာကောင်းတယ် bishop g4 လာလဲကျတော့ f3 နဲ့မောင်းလိုက်လို့ရတယ်ဗျာ f3 နဲ့မောင်းရင် bishop ကဘယ်ပြန်သွားမလဲပေါ့အဲ့ဒါမောင်းတော့ရတော့ရတယ် bishop ကအဲ့ကလည်း h5 တော့လို့ဆိုရင်ကျတော့ knight f4 လေးပဲခုံလို့ရတယ်ကွာ knight f4 ခုံမယ်ဒါပြင်ဒီ bishop ကိုစားမယ်ပေါ့နော်ဒါလိုပုံစံနဲ့တော့ကစားလို့ရတယ်အဲ့ပြီးတော့မှဒီ bishop လေးကို f2 လေးပြန်ထည့်လာလို့ရတယ်ပေါ့ ဟုတ်ပြီအဲ့တော့ဒီမှာတော့သူကတော့လက်ရှိကတော့အဲစဉ်းစားနေရပါတော့ဘာလို့ရင်ကောင်းမလဲပေါ့အဲ့တော့ပြချက်ဂျီ4လာတယ်အဲတော်ထင်းတဲ့အတိုင်းပဲပေါ့နော်အဲ့တော့ဒီမှာစဉ်းစားစရာတစ်ခုက after 3တက်ပြီးတော့အဲကစားရင်ကောင်းမလားပေါ့ after 3တက်မှဆိုရင် bishop က e6 ပြန်တော့တာလည်းရှိရဲ့ bishop e6 ပြန်တော့ဆိုရင်ကျွန်တော်ကဒီမှာ bishop အဲ f2 တွေပါတော့တရှင်ရှင်အောင်လာပြန်ပြီးတော့ထည့်တော့ထည့်ရမယ်ပေါ့နော်အဲ့ကဲအဲ့ after 3ပဲတက်လိုက်တော့မယ် ်ဣတရီကတော့နည်းနည်းတော့ဒလော့ဆယ်တရင်ကတော့ week to week သွားတယ်လို့ပြောလို့ရတယ်ပေါ့အဲဒါကြောင့် night four ခုံလို့ရတယ်ပေါ့ night four ခုံမယ်ဆိုရင်ဒီပစ်ချောက်သွားပြီးတော့လဲမယ်ပေါ့နော်ဒီမျိုးလေးတော့ကစားတော့တော့ရတယ် night four မှာ g5 ဖြစ်ပါတယ်မတက်တော့ဘူးအဲ့လိုကြီးသူမမိုက်ဘူးလို့ထင်တာပဲ g5 တက်လို့ဆိုရင်ကျွန်တော်ဒါစားမှာပေါ့နော်ဒါစားမယ်အဲဒါပြန်စားလို့ဆိုရင်အာကျွန်တော်ဒီမှာပြန်ပြီးတော့လှည့်ကစားပါဘောနော်အဲ့လိုပဲကစားရမှာပဲအဲ့တော့အာ ျွန်တော်အမြင်တော့အဲ night fight ခုံတော့ကောင်းပါ night fight ခုံလိုက်မယ်မစ္စတာကိုမေးထားတယ်ဗောနော် G5 တော့တက်လို့မရ G5 တန်ကျ night fight ဆာမလို့ရအဲအကောင့်တော့ကြတဲ့အကြောင်းတော့မရှိဘူးပေါ့နောက်ကဲကြမစ္စတာ G6 တွေပါတောင်းမယ်ဆိုလို့ဆိုရင်လည်းပဲကျွန်တော် night fight G6 ဆာမယ်သူကပုံနဲ့ night နဲ့ပြန်ဆာကျမစ္စတာ G6 ဆာပုံသလုံးတားတယ်ပေါ့ဒါကြောင့်ပုံသလုံးတားတယ်အဲ G5 တဲ့ရင်ကြတော့သူရဲ့ king size ကတော့နည်းနည်းလေးတော့ဝီပါမယ်ဒါတက်အဲနည်းနည်းလေးတော့ဝီပါမယ်ထင်တယ် G5 တော့မတက်လာဘူးလို့တော့ထင်တာပဲတက်တယ်ဗျအဲ့တော့တက်ပေါ်တလုံးမပေးကျင်တော့တက်တယ်ပဲပြောရမှာပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာဒါစားလို့ဆိုရင်သူက99ပဲပြန်စားဖို့များတယ်โอเคအဲ့ဒါဆိုလဲစားပေါ့ဗျာသူကမှစားရတာပဲအဲ့ကျဘစ်ရှော့က F2 လေးမှာပြန်နေထားလိုက်မယ်ပြီးရင်ကျွန်တော် E4 တွေ E5 တွေတက်လို့တော့ရတော့ရတယ်ပေါ့နော်ဒါဘစ်ရှော့က D4 လေးကိုပြန်လာချိန်ထားတယ်ဗျ D4 လာချိန်ထားတယ်ဆိုတော့ကျွန်တော်ဒီမှာက e4 တော့လို့ဆိုရင်သူကစားပြန်စားပြန် default ကြီးကလွတ်နေအဲအဲ့ဒါကြီးကြတိတ်သူဟိုတော့မကောင်းတော့မကောင်းအောင်နော် default လေးလွတ်နေအဲ့ဒါသူရကျွန်တော်ရဲ့မူလ plan တိုင်းမှာကျွန်တော် b4 b5 တောက်အောင်မယ် b4 b5 ပေါ့နော်လက်ရှိမှာ e3 လေးကိုလည်းအဲဘေရှော့နဲ့ကယ်ထားတယ်နောက်တစ်ခုကကျတော့ဒီ night ကပါဝင်လို့မရဘူးဖြစ်နေဒီ night ကပါဟောလို့လို့မရဘူးအဲ့ကျ a4 ထပ်တက်မယ်ပေါ့ဒါကကျွန် queen side ကို space ချင်မယ် queen side ကိုတိုက်မယ်ပေါ့ ဒါကျွန်တော်ရဲ့ plan အတိုင်းကျွန်တော်ရွှေ့ရပါဘောเนาะအဲ့တော့သူရဲ့ဒီ H5 က night ကလည်းကျွန်တော် E4 မတက်တဲ့အတွက်ကြောင့် night F4 လည်းလာလို့မရအောင်အဝင်မဲ့တော့ night G7 ပြန်ဝင်ပြီးတော့ပြန်ထွက်လို့ရအောင် night E6 ထွက်လေအဲလောစရတော့ဘာမှတော့လုပ်လို့မရတော့တော့မြင်တာပဲပေါ့နော်ကျွန်တော်တော့မင်းနောက်လည်းကြတယ်ကျွန်တော် B5 တက်မယ်ပေါ့အဲ Rook C8 တွေပါတော့လာဖို့တော့များတယ် Rook C8 လည်းကျွန်တော် Bishop F5 တွေတော့ထိုးလိုက်လို့ရတယ်တစ်လက်တော့ထိုးခြင်းထိုးလို့ရတယ်ပေါ့ အဲ့ခါကျတော့ night e6 စီပါတော့လာနိုင်လာတော့လာနိုင်နေပေါ့နော်အဲ့ rook c8 များလာမလားပေါ့လာမို့တခြားဘာများရွှေ့နိုင်မလဲပေါ့ဘာများရွှေ့မလဲပေါ့ အဲ့တော့စဉ်းတော့စဉ်းစားရတယ်ဗောနော်သူနေတဲ့အာ B5 ကပုံလေးပါတယ်တက်လို့မရအဲ့ခါကျရင် C6 ကပုံကဝိသွားမယ်အဲ့လိုလည်းတက်လို့ကမရပြအောင်ကျွန်တော်လည်း B5 ခွဲလို့ဆိုရင်လည်းဒီ C6 ကဝိမှာပဲဗောနော်တို့ကစားစားမစားစားကျွန်တော်တော့ကြာစားလိုက်စားလိုက်ဆိုရင်ကျွန်တော် ပြန်စားလို့ဆိုရင်ဒီ C6 ကြီးကဒါ backward ပုံကြည့်ရမယ်ဟုတ်တယ် B5 ကြီးတက်တယ်အဲ့လိုကြီးတက်တယ် ကြတော့မဝိဘူးလားပေါ့နော်ကျွန်တော်အမြင်ပေါ့တကွကျွန်တော် A5 ချော်ထားလိုက်လို့ရှိရင်အာဘယ်လိုမြင်ဘယ်လိုနေမလဲပေါ့ချော်ထားလဲစားထားလဲပေါ့နော်ချော်လဲချော်လို့ရတယ်စားလဲစားလို့ရတယ်ဆိုတော့အနေထားမျိုးတော့ဖြစ်နေဘာလို့လဲဆိုတော့ကျွန်တော်စားလိုက်မယ်ဆိုလို့ရှိရင်တော့ဒီ C5 ကပုံနဲ့ပြန်စားဖို့များတယ် C5 ကပုံနဲ့ပြန်စားလို့ဆိုရင်ဒီ D5 ကပုံနဲ့ရအ isolated ပုံဖြစ်ပြီးတော့ကျွန်တော် bishop sorry queen b3 တွေပါလာပြီးတော့တိုက်ခိုက်လို့ရတယ်။အဲ့လိုတိုက်လို့ရတယ်။အဲ့ကိ A5 ကပုံနဲ့စားမယ်ဆိုရင်အဖိုင်တော့ပွင့်သွားတယ်။ဖိုင်ပွင့်လည်းကျွန်တော်ဖိုင်ပြန်လုလို့ရတယ်ဗျာ။ဖိုင်လုပြီးတော့ဒီ C6 ပုံကြီးကအဲ backward ပုံကြီးအဖြစ်ကျန်နေမယ်ပေါ့နော်။အဲ့လိုမျိုးလေးတော့မြင်တယ်ပေါ့။အဲ့စားတာစားလို့တော့ရတယ်ဗျာ။အစားနိုင်မယ်ဗျာကျွန်တော်။ပဲ cross position မှာကစားတော့ဘူးပေါ့။ तू ဘယ်လို तू ဘာနဲ့ပြန်စားမလဲဆိုတော့တစ်ချက်ကြည့်မယ်။ ကျွန်တော်တော့ A5 ရပုံနဲ့များစားမလားမသိ A5 ရပုံနဲ့စားပြီးတော့အာလောက်မယ်ထင်တယ် A5 ရပုံနဲ့စားလို့ကျွန်တော်ဒီမှာ root က A1 နဲ့ပြန်သွားတိုက်မယ်ပေါ့နော် refine သွားယူရမယ်အဲတစ်ဖက်ကိုရောကျွန်တော်ဟို open file တွေမပေးရဘူးပေါ့အဲ root A1 နဲ့သွားမယ်အဲ27 27ကကျွန်တော် bishop ထိုးလို့ရတယ်ပေါ့နော် bishop F5 ထိုးလို့ရတယ်အဲ့ဘယ်ရှာအဖိုက်ထိုးလိုက်လို့ဆိုရင်ဘယ်ရှာအဖိုက်လက်ထိုးထားလိုက်မယ်ဗျာ ကွင်းက C7 မှာနေလို့မရ C7 မှာနေကြ95စားရလို့ရတယ် B7 သွားရတယ်ပေါ့ဒါကတော့အာနည်းနည်းလေးဆက်လက်ပြီးတော့စောင့်ကြည့်ရပါပေါ့အဲ့ကျဒီမှာ E4 တွေ E5 တွေတက်လို့တော့ရတယ်အခွင့်အရေးတော့ရနေရလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော် E4 တက်မယ်ဆိုလို့ဆိုရင်အာကျွန်တော်ဒီမှာတက်လို့ရတယ် Evo E5 နဲ့ space တွေထက်ချဲ့သွားလို့တော့ရတယ်ပေါ့နော်။အဲ Evo တက်မယ်။တက်တက်ရင် Night F4 တော့ပြန်တော့လာလို့တော့ရတယ်။ ဒါမှမဟုတ်ရင်ကျွန်တော်ဘာလို့ရသေးလဲသူက fine ရယူမှာเนาะအဲတခုတော့ရှိစားပြစားပြ night ကို c5 မှာရောက်လို့စတယ်မဆိုးအဲတခုလည်းကောင်းတယ်ဖြစ် g4 ဘယ်လျှောက် g4 နဲ့မေးရင်သူ night က g7 သွားမယ်ဗျာ night g7 သွားတဲ့ဆံကြောင့်အဲကောင်းတော့မကောင်းအဲဘာလို့လဲရတယ်ညာလေးနေတော့စဉ်းတော့စဉ်းစားရတယ်ဗောနော် ဖိုင်ပြန်လုချင်တယ်ဆိုရင်တော့ကျွန်တော်ကွင်းလေးပြန်သွားထားလို့ရတယ်။ဒါဆိုရင်တော့ဖိုင်ရပြန်လုလို့တော့ရတယ်ပေါ့နော်။ဒါစားပြန်စားဆိုပြီးဖိုင်လုထားလို့ရတယ်။ဒီစီစစ်ကပုံကဘက်ကပုံများအဲ့ပုံကကျွန်တော်ဘယ်လိုစားလဲ။ကျွန်တော် night ကိုလှည့်လို့တော့ရတယ်။ night ကိုလှည့်ပြီးတော့ဒီ C5 တို့မဟုတ် A5 တို့မဟုတ် E5 ပေါ့။အဲ့ဒီကိုသွားနိုင်လို့ဆိုရင်ကျွန်တော်ရတယ်။အဲ့ဒါဒီမှာကျွန်တော် night တွေကတော့ကောင်းအောင်ပေါ့နော်။အဲ့နေရာကြီးသွားနိုင်လို့ဆိုရင် အဲ့ဒါကျရင် queen b2 လေးတစ်ချက်တွားထားလိုက်မယ် queen b2 ကတော့ကျွန်တော်ဘာလို့တားလဲဆိုရင်တော့အာဒီမှာသူစားလို့ဆိုကြပြန်စားမယ် find ယူထားမယ်ပြီးတော့ကျွန်တော် night ကိုလှည့်ဖို့စဉ်းစားရတယ် night က b1 ဒီတော့တော်တော်လေးလှည့်လို့တော့ရရပါတော့ c5 ကိုသွားဖို့တက်အလဲတော့တော်တော်ပေးရပစ်ရှော့မောင်းနေပြမက်ရှော့မောင်းရင်တော့ကျွန်တော်ပစ်ရှော့ကအဲပမာဏင်ကောင်းလဲဆိုတော့အဒီနေရာသွားနေလို့စင်တယ် h5 ထပ်တက်လာအောင်မယ် h5 ထပ်တက်လာမကောင်းအဲ့ဒါပစ်ရှော့ d3 ပါပဲနေထားမှာပေါ့နော်ဒီကြားလေးပါပြန်နေထားမယ် ခွင့်ရတော့ e4 e5 တက်မယ်ပေါ့နော်လက်ရှိမှာတော့ e4 e5 ကတက်လို့တော့ရတယ်လို့ပြောလို့ရတယ်အဲ e4 တက်ပြီဗျာဒီမှာဒီမှာဒီ knight ကလည်း f4 လာမယ်ကွာမရှိတော့ဒါကြောင့်တော့ e5 ပါထပ်တက်လို့ရတယ်ပေါ့နော်ပြီးတော့ d d5 ကိုလည်းစားမယ်လို့လည်းရတယ် d5 ကိုစားပြီးတော့ b5 ပါထပ်စားလို့ရတယ်အဲဒါသူ့ရဲ့ pawn structure တွေကိုဝိဝအောင်လုပ်လိုက်တာပေါ့နော်ဒါလည်းကြောင့်ဒီမှာထပ်ပြီးတော့ဒါပဲစားပေါ့နယ်ပဲစားထားမှာပေါ့နော်ဆိုတော့ space ရယူထားမယ် စန္ဒာကွန်ထရိုးပြေးဝယူလာမယ်ပေါ့ပြီးကျွန်တော်နောက်လက်ကျရင် e5 တက်မယ်ပြီး knight ကို e4 ခုံပြီးတော့ knight c5 သွားလို့ရတယ် e5 တက်မယ်ဟိုတော့တော်လည်း knight c4 ပြန်လာမှာတဲ့ okay knight c4 လာတာက ပြဿနာကြီးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီမှာဘာလုပ်လို့ရမလဲဆိုရင် e5 လေးတက်ထားလိုက်မယ်အဲ့ဒါညကျွန်တော်ဒီမှာကဘာထပ်လုပ်လို့ရလဲဆိုရင် naive လေးခုံလာလိုက်လို့ရပါတော့ naive လေးခုံလာမယ်ပြီးရင် နိုင်ဖို့ခုံပဲနိုင်စီ5ခုံလို့ရတယ်ပေါ့နော်အဲ့တော့နိုင်95လာတယ်ဗျာ before you လာချိန်တာ body ချိန်တာ before you အာ before you ချိန်တာတော့ကျွန်တော်ဗာလိုက်ပြန်ခဲ့ရမှာဘီဖိုးပေါ်တင်ချင်တာ B4 ကပေးလဲမပေးခြင်းဘောနော်ကျွန်တော်မပေးခြင်းဘူးဆိုတော့ကျွန်ကွင်းတွေပါလာတော့လာခြင်းနေပြဒီလိုကွင်း E2 တွေကွင်း H5 ကွင်း E4 တွေလာမယ်လာတော့လာခြင်းနေဒါဆီဒီပဲသွားယူရအောင် IC5 ပဲသွားအောင်ဘောနော်ဘယ်ဘယ်ရှာ everybody ထည့်ထားပြီးတော့ queen b c 2တွေပါနဲ့ဒီဘက် diagonal ကနေကစားမယ်ဆိုတဲ့ idea မျိုးတော့လုပ်လို့တော့ရတယ် nice fight ကိုသူစားမှာလားမစားဘူးလားပေါ့နော်စားရင်တော့ကျွန်တော် b ဘုံးနဲ့ပြန်စားမှာရအောင် monster လည်းမပြောင်းမှာ b ဘုံးနဲ့ပဲပြန်စားပါတော့ဒါတော့ the pass တစ်လုံးတော့ထွက်သွားတယ်ဒါပေမဲ့လောလောဆယ်တော့ဘာမှမဖြစ်ဘူးလို့တော့မြင်တယ်ပေါ့နော်ကျွန်တော်မြင်ဒါရှော့ကလည်းဒီမှာပေါင်းလေးကို support ပေးထားတယ်။အာဘာပဲဖြစ်ဖြစ်အဲ့ဒါ night က f4 လာတယ်တဲ့။ night f4 ကြီးကမဟုတ်သေးပါဘူး။ night f4 ဘာလို့ရှင်လာလဲ။ 那家伙啊，把老陈那儿的，就是，别说里面，iPhone 也买了。那别说 iPhone，人家都要拿来用嘛。说 iPhone 都要拿来用，DC 系列的都要拿来用。别闹了，亲爱的，哥，那家伙啊，比俺米啊，马云罗一样来，不？那比他拿的还多。华为的白来买手机，不？那别说那哥呢，那哥呢？ အားပြိုင်ပွဲပေါ့โอเคတော့ရုပ်ကျင်းလာလဲတယ်ဗျလဲတော့လဲပြန်လဲပေါ့ဗျဒါကတော့အဲ့ဒါကျွန်တော်စားလို့ရတယ်ပေါ့နော်ကျွန်တော်တက်တစ်တွေတွေ့တယ်ပေါ့ဒါစားပြန်စားပြီး B5 ကိုစားလို့ရတယ် B5 ကိုစားလဲဆိုတော့ပြန်စားဆိုကျွန်တော်ဒီမှာပြန်စားအဲ့မှာတခုရှိရယ်အာဒါလည်းလောလောရရတယ်နော်အဲ့မှာတက်တစ်တခုတော့တွေ့တော့တွေ့တယ် ဒါပေမဲ့ဒီမှာဒါကကျွန်တော် root ရဲ့ root စာသူက queen နဲ့ပြန်စာ queen နဲ့ပြန်စာပြီးရဲ့အချိန်မှာကျွန်တော် queen နဲ့ b5 ကိုစာဗျာ b5 ကိုစာတော့ a1 ချက် a1 ချက်လို့ bf1 နဲ့ကာလို့ဆိုရင်ကျွန်တော် knight e2 နဲ့ချက်လို့ဆိုရင်ကျွန်တော်ချုံသွားမယ်ပေါ့နော်ဒါပေမဲ့အဲ့မှာ b5 စာပြီးချက်မှာ queen b1 ကနေပြန်ကာလို့တော့ရတယ်လို့တော့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်စာယူပေါ့ queen b1 နေပြန်ကာလို့ရတယ်ပေါ့ဒီ b1 b1 square လေးရပြန်ကာရရတယ်အဲစာလို့ရတယ်နော်စာ ဟာ B1 ကပြန်ကားပါเนาะ B1 ကပြန်ကားရတယ် F1 ကရှုံးတယ်ပေါ့ F1 ကအဲ F1 ကနောက်လည်းကြာဒီကနိုင်နဲ့ချက်လို့ဆင်အရှုံးသွားပြီ B1 ကရတဲ့ခါကျကွင်းနဲ့ပြန်ပြီး save လုပ်ထားတော့ Bishop နဲ့ပြန်ပြီး save လုပ်ထားတော့အဆင်ပြေရေပေါ့ Bishop နဲ့ကောင်နိုင်နဲ့ကောင်တွေ့ပြီ စားမလားမစားဘူးလားကြာ remove တော့ကြိုးရှိထားလိုက်စားရင်တော့ဒါတော့ပြန်စားမှာပဲဗောနော်လက်ရှိမှာ तू မစားရင်လည်းကျွန်တော်နောက်လည်းကြာရင် BA ကတော့ချက်လို့ရတယ်တက်မစားရင်ကျွန်တော် BA ကတော့ချက်လို့ဆိုရင် तू ပြဿနာတက်ကုန်မှာဗောနော်အမစားဘူးတဲ့ဘာလို့ကျွန်တော်ရရတော့ချက်တယ် तू ဘာလို့ဗော BA ကတော့ချက်ဘာလို့ ိုက်ပြန်ကာနိုက်ကာမှာရတော့ဘာနိုက်ကာနိုက်စားချက်ကျော်ရိုင်းဆိုင်လောက်ပါပဲဗောနော်အဲကျွန်တော်မိုက်ပြီနော်နိုက်ပြီလဲအရှုံးပြီဝါโอเคအဘိရှက်နာကောင်နိုက်နာကောင်အားပြိုင်မှုဗောနော်ကျွန်တော်ဟုတ်ပါပြီအဲ့ဒီပွဲလေးလည်းနိုင်သွားတယ်ရေဒီယံတဖြည်းဖြည်းတက်တော့တက်လာပြီပေါ့နော်ကျွန်တော်နှစ်နှစ်လင်းငါးကိုတော့ရောက်လာပါပြီโอเคပါဟုတ်ပါပြီအဲ့ကျွန်တော်ရဲ့ဒီကစားပွဲလေးမှာလည်းကျွန်တော်ဆက်လက်ပြီးတော့အနိုင်ရရှိသွားပါတယ် 2300တော့တပြေးပြေးတော့နီးတော့နီးလာပြီပေါ့နော်ဟုတ်ကဲ့အဲ့တော့ဒီကစားပွဲနဲ့ပတ်သက်ပြီးတော့နားမလည်တာမရှင်းတာအကြိမ်တစ်ခုခုကျွန်တော်မမြင်ခဲ့တာဟာရှိလို့ဆိုရင်ကျွန်တော်ကိုထောက်ပြပေးရပါတယ်အဲ့ကျွန်တော်ဒီဗီဒီယိုကိုအစားဆုံးလာရောက်အားပေးကြတဲ့တောင်းရှင်တွေကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ဆုံအောင်အားလုံးပဲကျေးဇူးပါခင်ဗျာ